ဲချင်းမှာကြောက်တည်တည်နေပုံနော်။အဲမခွဲမှအဆင်ပြေမဲ့အနေထားရှိတယ်ဆို။ဒီကုံကြစိတ်တိုင်းအကုန်ပြန်ဝင်တဲ့အပြင်ကိုခန်းက၃ရက်စာပါတသက်ထက်ပြီးတယ်ပေါ့နော်။အဲ့ဒီအတွက်လည်းအမကငူတန်ရှယ်ကိုပေါ့နော်။အမကျေးဇူးနဲ့တင်ပါတယ်ဝမ်းသာပီတီလည်းဖြစ်ရတယ်ပေါ့နော်။လာပါဟောအမနာမည်ကတော့တသင်းလုံးဖြစ်ပါတယ်အမကတော့မင်္ဂလာဆေးယူမဘာမှာ customer service officer နဲ့အခုလက်ရှိအလုပ်လုပ်နေတယ်ပေါ့ ခုအမရဲ့အသက်က54နှစ်ကျော်ပြီပေါ့နော် အမရဲ့မိသားစုကတော့ဟိုမျိုးသားရဲ့တားလေးတယောက်ပဲရှိပါတယ်တားလေးကတော့အခုဆိုလို့ရှိရင်ရွေးစေမှာပေါ့နော်တမားရဲ့ပြဿနာတွေဘလို့ကြုံတွေ့နေလဲဆိုတော့သမင်းစားတာအမတော့နောက်ကျတဲ့ခါကျတော့ချွေးစည်းချွေးပေါက်တွေတိုက်ပြီးအောင်းတဲ့ခါကျတော့ယုံကအဆင်မပြေတော့ဆိုအိမ်ပြန်ပို့တယ်ပေါ့နော်အိမ်ပြန်ပို့တဲ့ယုံကကားနဲ့အိမ်ပြန်ပို့ပြီးတော့ဈေးကန်းဝင်တယ်ဈေးကန်းဝင်တော့ဈေးကန်းကတော့အစာအိမ်ပေါ့အစာအိမ်ဆိုပြီးတော့အစာအိမ်ဈေးတွေထိုးတယ် ထိုးတယ်ဒါပေမဲ့အိမ်ရောက်တော့မသက်သာဆရာမင်းအန်ထာဆောင်ရိုက်ပါတဲ့ဒီလိုမျိုးက assignment မသိဘာမှမသိပဲနဲ့ရန်တန်းကုနေရတာအဆင်မပြေဘူးပေါ့နော်ဆိုတဲ့အခါကျတော့အမကအန်ထာဆောင်ရိုက်ကြည့်လိုက်တယ်အန်ထာဆောင်ဆရာကလည်းပြောပြတယ်တဲချင်မှာကြောက်တည်တည်နေပေါ့နော်တော်တော်များတယ်ပေါ့နော်အဲ့ဒါနဲ့ဖက်စိတ်တိုင်းကောင်းတယ်ပေါ့နော်ဆိုတော့ဆရာကအကုန်လုံးပုံဆွဲပြီးတော့အကုန်လုံးတေချာရှင်းပြတယ်နားလည်အောင်ရှင်းပြတယ်ပေါ့နော်ရှင်းပြတဲ့အခါကျတော့သူဆေးပြီးတယ် ဈေးအမတောက်ကြည့်မှာပေါ့နော်ကိုကမခွဲချင်ဘူးဆိုတော့မခွဲချင်ဘူးဆိုတော့ဈေးတောက်ကြည့်ဈေးတောက်ကြည့်လို့အဆင်ပြေတယ်အစားတောက်ဆင်ကျင်လို့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့အမဆက်နေကြည့်ပေါ့နေနေကြည့်လိုက်ပေါ့နော်ဒါပေမဲ့ခွဲမှအဆင်ပြေမဲ့အနေထားရှိတယ်ပေါ့ဆိုတော့ဆိုလို့ရှိရင်ဘာမှမရှုပ်ထွေးပဲနဲ့ပေါ့နော်အရင်မြန်ဆန်ပြီးတော့ပေါ့နော် ရိုးရိုးရှင်းရှင်းလေးနဲ့ပဲတွေ့ရတဲ့အတွက်အမဘာဖြစ်ဘူးတန်ရှင်းကိုအရန်ဟိုကလေးစားရပေါ့နော်ကလိန်နဲ့ဟိုကပြုတ်တဲ့ခါကျနှစ်ရက်အတွင်းမှာအမအကောင့်ထဲကိုအကုန်လုံးဒီကုန်ကျစရိတ်အတိုင်းအကုန်ပြန်ဝင်တဲ့အပြင်ကိုစေးရစေးကန်းကပေါ့နော်အခန်းကခန်းက3ရက်စာပါတသက်အမကိုပြစ်ထက်ပြီးတယ်ပေါ့နော်အဲ့အတွက်လည်းအမကဘူးတန်ရှင်းကိုပေါ့နော်အမအခုနေဆောက်ရှောက်ပြီးတဲ့အတွက်အမကျေးဇူးနဲ့တင်ပါတယ်ဝမ်းသာပီတိတဲ့ဖြစ်ရတယ်ပေါ့နော် အမှန်ကန်ဝယ်ပြီးတဲ့အချိန်ကျတော့ဟိုဘလူကောင်ကိုယ့်ကိုယ်ရယ်စိတ်ပူစရာလည်းမရှိဘူးပေါ့နော်အဆင်ပြေတယ်လို့ထင်တယ်ပေါ့နော်ဘာလို့ကိုယ့်ရှိမှာကလည်း customer တွေကဝယ်ဘူးတယ် claim ဘူးတာတွေကိုတွေ့နေတဲ့အခါကျတော့ကိုယ်ရရဲ့ဝင်ဝင်မဲ့စိတ်လည်းမပူဘူးနောက်ဆန်လည်းမတင်ဘူးစိတ်အေးလက်အေးနေပဲကိုယ့်ကိုယ်ပေါ့ပေါ့ပါပါနဲ့ဖြစ်သွားတယ်ပေါ့စိတ်က ခုဆိုလို့ရှိရင်မမတို့အဆင်ပြေတယ်ဒီလိုမျိုးကလိန်လိုက်တဲ့အတွက်ကိုကျမရေးဖြစ်တဲ့အခါကျလို့ရှိရင်ဘာမှစိတ်ပူစရာလည်းမလိုဘူးပေါ့နော်အကုန်လုံးအဆင်ပြေတယ်ပေါ့နော်ကိုယောဂါကိုပဲအာယုံစိုက်လို့ရတယ်ပတ်စံကိစ္စကိုအာယုံစိုက်စရာမလိုဘူးပေါ့နော်ဘာမှဆိုလို့ရှိရင်လူတွေကယောဂါတစ်ခုဖြစ်လာလို့ရှိရင်ကိုယ်အချိန်ကုန် လူပင်ပန်းနဲ့ဝေလဲကုန်နဲ့အကုန်လုံးဘေးကလူတွေလည်းဒုက္ခရောက်တဲ့ဟိုအဲတစ်နှစ်တစ်ခါပေးလို့ရတဲ့ကျမရဲ့အာမခံမျိုးလည်းအဆင်ပြေတယ်ဒါမှမဟုတ်လို့ရှိလို့ရှိရင် နှစ်ရှည်ပေါ့နော်အဲ့လိုကျမရဲ့အာမခံမျိုးလည်းသူကအဆင်ပြေတယ်ပေါ့နော်အဲ့အတွက်လည်းအမကဘာပဲဖြစ်ဖြစ်ပေါ့နော်ကစတမာတွေပဲဖြစ်ဖြစ်ကိုပါဝင်ကြံလူတွေလို့ရှိရင်အဲ့လိုမျိုးကျမရဲ့အာမခံကိုဝယ်ဖို့အကြံပြုချင်တယ်ပေါ့နော်